အားလုံးပဲမင်္ဂလာပါမယ်နေယူချင်တဲ့ကနေအားလုံးကြိုဆိုပါရစေဆိုတော့စာသမားတွေကျွန်တော်တို့မန်ချစ်စတာနေတဲ့တင်းနေတဲ့ဒီမနက်ပိုင်းကစားခဲ့တဲ့ယူရိုပါလိုက်ဘိုလူပွဲစပောက်ကိုဝဲစင်းနဲ့ရှုံးပြီးတော့လာမည့်နှစ်မှာဆိုရင်ချန်ပီယံလည်းဝင်ခွင့်အိမ်မက်မရှိတော့ဘူးဆိုတော့ဥရောပလည်းမဝင်တဲ့အနေအထားတစ်ခုမှာကျွန်တော်တို့မန်ချစ်စတာနေတဲ့အသင်းနဲ့ကဆုံးချုံးမှုတွေအများကြီးရှိခဲ့တယ်ဒီရာသီပရီးမီးယားလိမ်းမှာဆိုရင်လည်း ကျွန်တော်ဒီအစင်းစစ်ချောင်းမှာရက်တင်နေတဲ့ Aston Villa ကိုရှုံးခဲ့လို့ရှိရင်တော့အစင်းစစ်ခွန်စစ်ရှိလောက်ကိုကျွန်တော်ရောက်တော့ဖို့ရှိနေတယ်ဆိုတော့အတင်းအတက်ကတော့ဗျာဘာမှကိုမျောလို့ရှင်းမရှိတော့တာဆိုတော့ပွေပြီးအချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီပွေပြီးပြီးချင်းဗီဒီယိုလေးတင်ပေးခဲ့တယ်ဒါပေမဲ့လို့ဒီနေ့ဗီဒီယိုမှာတော့ကျွန်ရဲ့အချင်းကျွန်တော်ပြောကြည့်အောင်စာသမားတွေအောင်းမင်းမင်္ဂလာပါမင်္ဂလာပါစာသမားတွေတကယ်တမ်းပြောရရင်တော့ကျွန်တော်တို့ပြည်သက်တွေအတွက်ကိုမင်္ဂလာမရှိတဲ့မနက်ပိုင်းလို့ကျွန်တော်ပြောချင်တယ် ကျွန်တော်လုံးဝကိုမျောလင်းထားတဲ့အနေအထားတစ်ခုဟုတ်တယ်မလားအဲ့ဒီမျောလင်းချက်ကခြိုက်ကျိုးခံလိုက်ရပြီကစားသမားတွေဝီရိယမကောင်းဘူးကစားသမားတွေကစားဖို့မကောင်းဘူးအဖက်ဖက်ကပေါ့ဗျာကျွန်တော်ဘလူမောက်ကိုဒီယာဒီကလုံးဝအားရကျင်နေစရာမရှိခဲ့ပြီးတော့ကျွန်တော်အတင်းအတွက်ကိုရားစရာမရှိခဲ့တဲ့ဂျာဒီလို့တော့ကျွန်တော်ပြောလို့ရတယ်ဒီနေ့ပွေးစီမှာဆိုကျွန်တော်ကိုပေါက်ကင်သိမှုနဲ့ကိုပေါက်တင်းမှုတွေအများကြီးကျွန်တော်ရှိခဲ့တယ်ဒါပေမဲ့လို့ အသင်ဘက်ကယာရီအခွင့်အရေးကိုကျွန်တော်တုံးမရှာနိုင်ဘူးကစားသမားတွေကလည်းစေတဲ့ပဲဆရာမှာစပါအသင်တဲ့အရာအလုံးညင်ခဲ့တယ်ဆိုတော့ကိုရီကပေါ့ဗျာဒီယာဒီဆုံးချုံးမှုကတော့ပြောမပြတဲ့လောက်များပြခဲ့တယ်ဒီနေ့ပွဲစဉ်အနေအထားတစ်ခုမှာလည်းကျွန်တော်အမှန်တိုင်းပြောလို့ချင်းအဲ့လောက်ထိညင်ခဲ့တယ်လို့ကျွန်တော်မယူဆဘူးဒါပေမဲ့အတီးကတိုက်စစ်ဘိုင်းမှာ freshman ဝိုင်လဲတော့ ပြီးလို့ရှိရင်ကျွန်တော်ဂါနာရှိုတော့ကွေးလေမှာဆိုရင်အဲ့ဒီဘေဘဲအချမ်းမှာပထရိတ်တူကိုတော့နောက်တန်းမှာဆိုရင်အများကြီးကျွန်တော်ရှိခဲ့တယ်ဘာလို့လဲအတင်းကားပေါ့ဗျာဒီရတီကခြေရတီတွေထက်တော့ပိုပြီးတော့စိုးရခဲ့တယ်ကျွန်တော်တို့မန်ချက်စတာအနေနဲ့အစ်စ်အနေနဲ့လိုင်မေးရတီမှာဘာကိုပြောင်းလဲမှာလဲဘယ်လိုပုံစံတွေကိုကျွန်တော်တို့သွားမလဲနေပြအမ်မိုတွေကိုဆက်ထားမလား ူတွေမောနေပြအမ်မရီကိုယုံကြည်မှုထိုက်တဲ့တော့ပေးမလားပြီးကရင်ရာသီတွေမှာလည်းကျွန်တော်ဒီလိုမျိုးဖျက်သိမ်းခဲ့တာပဲတဟန်တို့ဘန်ကားတို့မော်ရီညိုဆိုရှာပရမနာအရစ်တဟဲအများကြီးကျွန်တော်တို့ဖျက်သိမ်းခဲ့တာပဲဒါပေမဲ့လို့ရာလက်ကဒွန်ကြီးကဒွန်ကြီးပဲကျွန်တော်ဒီကွေးမှာဖလားမရခဲ့လို့ပြောတာမဟုတ်ဘူးကိုအသိအနေနဲ့ လေးပြတ်တဲကိုထုတ်ပြီးတော့အမ်မိုရယ်ကိုကျွန်တော်တို့အစားထုတ်ခဲ့တာချင်းချင်းပြောလို့ချင်းအမ်မိုရယ်အနေနဲ့ဒီရတီမှာဘာမှလုံမပြနိုင်တဲ့လေးပြတ်တယောက်ဖြစ်တယ်ဒီနေ့ပွေးထုတ်လာတဲ့အနေဒါတစ်ခုမှလည်းအဓိကလူစင်းအသုံးပြုခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ကလူစားပြောင်းလဲမှုကိုလုပ်သိတဲ့အချိန်မှာမလုပ်ဘူးစိုးစိုးစစ်စစ်ကတော့ကျွန်တော်အရင်မှရှိတယ်ကိုယ်လေးမှာကိုပြီးမိုင်းတို့ရှိတယ် ြီးတော့နောက်တဲမှာဆိုရင်လည်းကစားသမားတွေရှိတယ်ဆိုတော့ဒီလိုကိုတွေကဝင်းစင်းနဲ့ရှုံးနေတယ်ဒီလိုအနေအထားတစ်ခုရောက်နေတဲ့ပုံစံမှာကျွန်တော်အပြောင်းလဲကိုမြင်မြင်ဆင်ဆင်မလုပ်ဘူးမေဆန်မောင်နဲ့ကျွန်တော်ဘရူနိုကိုတွေ့တယ်အထက်တက်တော့ကောင်းနေဆိုပေမဲ့လို့မေဆန်မောင်ကလုံးဝကိုအချင်နေတော့ဟန်ရက်ပါဆက်ကျွန်တော်မကောင်းခဲ့ဘူးကစားသမားတွေကပရိမြလေးတရားဒီမှာဘလောက်ပဲစုပ်ပြည့်တဲ့ဘလောက်ပဲအမားတွေကျူးလွန်လွန် ခုလဲလို့ရတယ်ဒါပေမဲ့ဒီဖိုင်တွေကကျွန်တော်ယူနေတဲ့အသင်းတို့ကိုအသက်တမျှအရေးကြီးတယ်ပီလင်းရတဲ့ဂိုးဆိုရင်လည်းလုံးဝမဖြစ်သင့်တဲ့အနေအထားတစ်ခုကိုယ်တင်ကအမြင်ဘောတွေအားနေတယ်လောင်းဘောတွေအားနေတယ်တောက်ပဘောတွေအားနေတယ်ဒါတွေကိုတစ်ဖက်အသစ်ကစားသမားတွေကနေပြတွေကအစကောင်းကောင်းကြီးအတုံးရှာခဲ့တာဖြစ်တယ်မို့ပေးလိုက်တဲ့အနေအထားတစ်ခုမှလူရော အဲ့လိုအနနာလူချောကမင်းအဲ့ဒီကိုသာမဝင်ခင်းလို့ရှိရင်တော့ပယ်နတီပေးရလို့ဒီဒါတွေကကျွန်တော်အသေးမှမဖြစ်သင့်တဲ့အနေအထားတွေပေါ့တရားဒီတစ်ချောင်းလုံးမှာကျွန်တော်လူချောတို့ကိုတရားပြဒနာနဲ့လက်လွတ်ထားတာပုထုကစားပြီဆိုရင်လည်းအဆင်မပြေဘူးဆိုတော့ကျွန်တော်အသင်ကနောက်ရတဲ့မှာဘယ်လိုချစ်ဆက်တော့မလဲဘာမှမရှိတော့တာမျောလို့ချက်မရှိတော့ဘူး ကျွန်တော်အတင်းကရစရာမရှိတဲ့အနေနဲ့တခုရောက်တော့ခဲ့ပြီလာမင်းရဲ့ဒီအပြောင်းလဲလို့ဖို့အတွက်ကြပြီတော့လေဘက်ဂျက်ကချန်ပီယံလိမ့်မဝင်တဲ့အတွက်လုံးဝကိုကျွန်တော်မှအားနေတော့ပြီကစားသမားတွေဖက်ကိုကြေရလို့ချင်နေယူရတဲ့အတင်းလို့ချန်ပီယံလိမ့်မဝင်တဲ့အတင်းပရီးမီးယားလိမ့်မှာအဆင့်၁၆မှာရပ်တည်နေတဲ့အတင်းဒီအတင်းကိုဘသူတွေကလာရှင်မလဲအခုတတင်းနဲ့ထွက်နေတဲ့ကျွန်တော်ဘာတဲ့အတင်းတိုက်စစ်ကစားသမားတယောက်ဖြစ်တဲ့ကိုညာရောက်လာနိုင်ပါမလား တကယ်လို့အခြားသောအသင်းတွေကကစားသမားတွေကိုမခေါ်ယူနိုင်ခဲ့လို့ရှိရင်ကိုယ်ရဲ့အသင်းအနေနဲ့လက်ရှိကစားသမားတွေနဲ့နှပါသွားရတော့မှာဒီလိုမျိုးနှပါသွားရပြီဆိုရင်ညှော်လင့်ချက်ကမရှိတော့ပါဘူးအန်ရီအိုနာနာဘလို့မဆက်တော့လို့မရတဲ့ကိုသမားတယောက်ဖြစ်တယ်နောက်တန်းလူရှောမရတော့ပါဘူးခရစ်စတီအေရစ်စင်ကွင်းလူတို့ကဗီတာလီနီလို့ ကွေးလင်ကိုကြည့်ရလို့ချင်းလေကက်ဆမီရိုတို့ကအခုနောက်ပိုင်းမှာကောင်းလာတယ်ဆိုပေမဲ့လို့အသက်30ကျော်လာပြီတိုက်စစ်မှာရက်ရှမန်ဝိုင်လဲဂါနာရှိုအစသဖြင့်ကျွန်တော်တို့မှာထုတ်ကုန်ခင်ပြူမဲကစားသမားတွေရောနောက်တစ်ချက်ကျွန်တော်တို့မက်ဆာအောင်တဲ့အစ်အနေနဲ့လူအက်တစ်ဖက်ချက်ကိုထိန်းထားဖို့တဲ့ကိုယ်တင်ကလာစာများတဲ့ကစားသမားတွေကိုရှော့ရှော့ဖို့တဲ့စူးစမ်းနေတဲ့အနေအထားတစ်ခုမှာတကယ်လို့ တခြားသောအသင်းတွေကရောက်မလာခဲ့ဘူးဆိုရင်ဒီကစားသမားတွေကိုနေရာဒီနောက်ထပ်တွေ့ရတော့မှာဒီနေ့ကျွန်တော်တို့မယ်ဆောင်နေတဲ့အသင်းအနေနဲ့ကလည်းစပါအသင်းထက်အများကြီးကိုပေါက်ကယ်တင်မှုတွေကိုပေါက်တင်မှုတွေကျွန်တော်တို့ရခဲ့တယ်ဒါပေမဲ့တိုက်စီဘိုင်းမှာအသုံးမချနိုင်တဲ့ကစားသမားတွေရှိတယ်ဘရူနိုဖန်နီတဲ့အနေနဲ့မယ်ဆောင်နေတွေးဆော့တယ်ဘရူနိုဖန်နီတဲ့တောင်ပြတ်တော့တယ်ကိုရီအသင်းအနေနဲ့ ထားလိုက်ပါကျွန်တော်တို့သူတို့အတင်းဘက်ကအမြင်ပေါ်တွေနဲ့ကိုယ်တွေယူနေတဲ့အတင်းကိုဒုက္ခပေးနေတာသိတယ်။ဝိုင်းလဲတော့အစင်မပြူထုတ်ပလိုက်ဇေကစီတို့ဒုတိယပိုင်းမှာစာစာရှင်ထေးပလိုက်ဒီလိုမျိုးတော်ရမှာတော့အမွေကဘာလို့ဆောင်းဆိုင်နေတယ်တော့မသိဘူး။ကျွန်တော်တို့ယောက်ျားရင်းမှကြည့်တော့မျက်ရည်ကျတယ်။မျိုးလေးချစ်တယ်မြင့်မြင့်တော့ပြီလေ။ဒီနေ့ပွဲမှာဘောလုံးပိုက်ဆိုင်မှုလေးကျွန်တော်အသာစီးရခဲ့တယ်83တောင်ရခဲ့တယ်။တစ်ဖက်အသင်းက29 ကိုပေါင်းကဲတင်မှုစာသမားတို့ရဲ့ကျွန်တော်က16ကျင်းတော့ရှိတယ်နော်တစ်ဖက်တိက3ကျင်းပဲရှိတယ်အဲ့ဒီ3ကျင်းမှာကိုပေါတကိုးတဲ့တကိုးဝင်နေကျွန်တော်ယူနေတဲ့အသင်က16ကျင်းမှာ6ကျင်းကိုပေါတေးပြီးတော့တကိုးမမဝင်ဘူးအပိုင်ယာနဲ့အခွင့်အရေးကိုတစ်ဖက်အသင်ကတော့ခင်စီကကစားသမားတွေအင်တိုက်အားတိုင်းနဲ့အသက်တမျှချင်းထုတ်ခဲ့တာကိုသမားကလည်းထိုးနေ၎င်းပဲဆိုတော့စပါဖက်ကိုကြည့်ရလို့ချင်းစပါပါတွေမားခဲ့တယ် ဘာတွေလိုအပ်ချက်ကြီးခဲ့လဲ no ယူနေတဲ့အသင်းထက်ဆိုင်ဘာမှမရှိခဲ့တာကျွန်တော်ယူနေတဲ့အသင်းကဒီနေ့ပွေးစီလို့မဟုတ်ပါဘူးပွေးစီတဲ့လူလုံးမှာအမားတွေရှိတယ်ကစားသမားတွေယုံကြည်မှုပျောက်တော့တယ်တခြားသောအသင်းတွေကကစားသမားတွေကိုထင်သေးတယ်ဒီလိုပုံစံတွေနဲ့တော်လာလိုက်တာဆော့ကျွန်တော်ယူပါလိမ့်မှာချုံမင်းမရှိဘဲနဲ့ဘူလူဝဲတက်လာတယ်စပားကိုကြည့်လိုက်တဲ့အပြင်လဲစပားကလေးကိုရီလိုပါပဲ ဒါပေမဲ့စပါးနဲ့ထိတ်ထိတ်တွေးခဲ့တဲ့လေးခွေးစလုံးမှာကျွန်တော်တို့အသင်ကရှုံးတာတယ်။ရှားလည်းမကောင်းဘူး။ပရီးမီးယားလေးမှာသူတို့အသင်က16ခွန်းကျွန်တော်တို့က16စုပ်ပြတ်တဲ့နေနဲ့အသင်နဲ့အသင်ကဖိုင်နေမှာတွေ့တယ်။ကိုတွေကဥရောပလေးဝင်ခွင့်ရဖို့အတွက်ကိုမရှိတော့တဲ့အနေအထားတစ်ခုမှာအရာအလုံးမိမိတော့ခဲ့ပြီ။ဆိုတော့ပြည်သက်တွေအတွက်ဘာမှမျှော်လင့်ချက်မရှိတော့ဘူး။ ဘာကိုလက်ဆုပ်လက်ကင်ပြလို့ကြားရမယ်မသိဘူးဖြစ်နေတယ်ကိုရီပြိသက်တွေတဲ့တနှစ်လာလေးမျောလေးချက်တွေတနှစ်လာလေးမျောလေးချက်တွေအဲ့လိုမျောလေးချက်တွေထားရင်းနဲ့အရာအလုံးကကုံဆုံးသွားပြီတခြားသောအသင်းတွေကိုကြည့်လိုက်ရင်ကျွန်တော်တူးတဲမှုတွေအများကြီးတွေ့လာရတယ်အောင်မြင်မှုတွေအများကြီးတွေ့လာရတယ်ကိုရီယူနိုက်တက်အသင်းတွေနဲ့အောင်မြင်မှုတွေမြင့်မီလာတဲ့အရာအလုံးနောက်ကောက်ကြံခဲ့တယ် ဒီတိုင်းသာဆိုရင်ကျွန်တော်တို့ပြိသက်တွေကလည်းတခြားသောအသေးအောင်မြင်မှုစုပလဆွဲကူးမှုတွေကိုဒီတိုင်းထိုင်ကျင့်နေရမယ်အဖြစ်မျိုးကိုကျွန်တော်ရှင်းတော့မှာစဉ်းစားကြည့်လိုက်ရင်ကျွန်တော်တို့အသင်းကမန်ချစ်စတာယူနိုက်တက်အသင်းဆိုပြီးတော့နာမည်တစ်လုံးသာကျန်တော့တာအရာအလုံးဘာမှကိုမဖြစ်နိုင်တော့တာအခုအချိန်မှာပြိသက်တွေအတွက်ခံစားချက်တယ် အားမလို့အာမြန်မှုနဲ့ရှိုးပရိသတ်တွေကလည်းဟောအမ်မရယ်ကတရားဒီမှာဘာမှသူ့အတွက်မဖြည့်ဆည်းနိုင်တဲ့အနေအထားတစ်ခုမှာဒီလောက်ယူပါလေဖိုင်တွေကိုတက်လာတဲ့အနေအထားတစ်ခုတော့သူ့ကိုချီးကျူးရမယ်ပုံစံမျိုးတွေပြောကုန်ပြောနေမယ်စာသမားတို့ရေကစားသမားတွေဖက်ကိုကြည့်ရရင်လေမိတို့ကဘယ်လောက်ပဲစူးစမ်းစမ်းမစူးစမ်းစမ်းဟုတ်တယ်မလားနေပြဆိုရင်လည်း တော့သူဘလောက်ပဲနေစနစ်တွေပြောင်းပဲမပြောင်းပြောင်းအောင်မြင်မှုအနေထားတွေကောင်းဝင်တဲ့အခြေအနေတွေကျွန်တော်တို့မရှိခဲ့တာဘလောက်ကြာပြီလဲခရစ်တီပီလီအသေးတောင် FA ကမန်စီးတီးကိုချိန်ပြီးတော့ရသွားတာစာသမားတို့ရေအခုအချိန်မှာဆိုရင်တခြားသောစကူသင်းဖန်တွေတခြားသောအသေးဖန်တွေကလောင်ပြောင်ရင်လည်းမတက်နိုင်တော့ဘူးလေဒါရှိကျွန်တော်ဖြစ်ပြနေတဲ့ United တင်းရဲ့အနေထားတွေ ကစားသမားတွေရဲ့ပင်ကိုဆွေးရင်လေသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေအခုဒီနေ့ပွေးစဉ်ကြည့်ပါလားငါတို့အမားတွေဘလောက်ပဲရှိရှိဗျာငါတို့မှာဒီဖလာကအရေးကြီးတယ်ဒီဖလာကငါတို့အတွက်အင်မတန်ကိုအရေးပါပြီးတော့လာမင်းနဲ့ချန်ပြန်လဲဝင်ခွင့်ရဖို့အတွက်ကိုဆုံးဖြတ်ပေးမယ်ပွေးဆုံးဖြတ်ပေးမယ်ဖလာဒါဝင်ငါတို့ကောင်းကောင်းကြီးဂျားတဲ့အခွင့်အရေးတွေကိုအသုံးချရမယ်ကစားသမားတွေညှိနှိုင်းပြီးနားလည်မှုတွေနဲ့အတူတူစူးစမ်းရမယ်ဆိုတဲ့အတွင်းမျိုးမရှိဘူး ပေးလိုက်လေလူပေးမာတယ်ပေးလိုက်ရင်လည်းဗျမ်းမာတယ်ဖြစ်တယ်ဆိုတော့ပရိသတ်ရဲ့ဘုရားတော့ဗောဗျာဩဒီနေ့ကလည်းအဆင်မပြေဘူးနောက်နေ့အဆင်ပြေပါမလားထင်တော့ဘူးလက်ရှိကျွန်တော်ဖြစ်ပြနေတဲ့အနေအထားတခုတော့အနေနဲ့ပလဲစဉ်းစားကြည့်တော့အဲမွေကဒီနေ့ပွေးစီမှာပထမပိုင်းမှာကျွန်တော်တိတာခဲ့ပြီ၄စဉ်နုံနဲ့မှသူတို့တွင်းခဲ့တယ်။ဩငါတို့ကတကူပေးထားရတယ်ဒါကဖိုင်နေဖလားလူပွေဒီပွေကအရေးကြီးတယ် တိုက်စစ်မှာ regiment wide တို့မကောင်းဘူးဇေကီစီတို့ကိုထည့်လို့ရတယ်။ကွေးလင်မှာ Christy Erison တို့ Patrick Du ဘိုးတို့ကပြောင်းလဲလို့လို့ရတယ်။ကူပီမိုင်တို့ကိုချက်ချင်းထည့်ပလိုက်လို့ရတယ်။မေဆယ်မတို့အနာပေးပလိုက်ဤနဲ့ပဲတဲမှာဆိုရင်အပြောင်းလဲတွေကျွန်တော်လုံးလို့ရတယ်။ Ugadi တို့ရှိတယ်။နောက်တဲမှာဆိုရင်အထူးသဖြင့်ပေါ့ဗျာ။ Junior Event တို့ရှိတယ်။ဒါပေမဲ့လုတ်သေးတဲ့အချိန်မှာအပြောင်းလဲမလုတ်ခဲ့ဘူး။ Emory ကဒီကစားဘုံတော့ပြောင်းလဲမိမဟုတ်ဘူး။ ကစားသမားတွေတော့ပြောင်းရှင်ပြောင်းလိမ့်မယ်အသေးပိုင်ရှင်တွေတော့ပြောင်းရှင်ပြောင်းလိမ့်မယ်သူရဲ့နေစနစ်ပိုင်းကတော့ပြောင်းလိမ့်မှာမဟုတ်ဘူးလာမယ့်နေ့မှာကျွန်တော်ချန်ပီယံလိမဝင်ခဲ့ဥရောပလိမဝင်ခဲ့တဲ့အတွက်သုံးစရာမယ့် investment တွေငွေကြေးပိုင်းဆိုင်ရာတွေကစားသမားခေါ်မှုတွေလုံလောက်လောက်ငါဆိုရရှိမှာမဟုတ်ဘူးပြင်မဲ့ထားနေတဲ့ကစားသမား player တွေကလည်းရောက်ရှိဖို့မရှိတဲ့အတွက်လာမယ့်နေ့ကလည်းဒီတိုက်ဆက်တော့မှာပဲ ဆရာသမားတို့ရေတကေးကိုစိတ်ပြည့်စရာတွေတကေးကိုအချက်တကွေးတွေတကေးကိုနားမလည်နိုင်တဲ့ပုံစံတွေကျွန်တော်တို့ဘသူ့ကိုပြစ်တရားမလဲနေပြလားကစားသမားတွေလားအသေးပိုင်ရှင်လားအသေးစီအိုးလားအသေးပုံဖွင့်ဝင်နေလားငါတို့ဘသူ့ကိုပြစ်တရားမလဲญาติတချောင်းလုံးမှာစိုးရတဲ့အခြေအနေတွေကြုံတွေ့ခဲ့ရတဲ့ကစားသမားတွေကငါတို့ဆေးခဲ့တယ်ကစားသမားတွေအပြစ်ပြောခဲ့တယ်နေပြ ေးပိုက်ရှင်အကုန်လုံးကိုကျွန်တော်ဝေဖန်ပြီးတော့ပြောဆိုခဲ့တယ်။ဒါတွေကအလကားတသက်မဟုတ်ဘူး။ဘယ်နေရာမှာဘလို့တွေမှားနေလဲ။ငါတို့ဘလို့တွေပြင်ဆင်ရမလဲ။ထားလိုက်ပါ။အမ်မိုရယ်တွေဒီနေ့မှလူမဝေပေးခဲ့ဘူးဆိုတော့ညာလဲ။အထက်တက်လို့ကျွန်တော်အားပြေးခဲ့တာပဲ။နေ့ပြအဆက်ဆက်သူတို့ကြိုက်တဲ့ကစားသမားတွေသူတို့လူရှင်တဲ့ကစားသမားတွေအားပြေးခဲ့တဲ့ Eritrea ဆိုချာဗန်ကာမော်ရီညို အစသဖြင့်ကျွန်တို့အစိပ်ပိုင်းတစ်ခုတစ်ခုတစ်ခုစီအားပြည့်မှုတွေရှိခဲ့တယ်။ဒါပေမဲ့အောင်မြင်မှုတွေကခင်တလောက်ခကြီးရောက်မလာခဲ့တော့ပရီးမီးယားလေးဖလားကိုစိန်ခေါ်ဖို့ဆိုရင်ဒီလိုပုံစံတော့လို့မရတော့ဘူး။မရတော့ဘူးဆိုပေမဲ့ကျွန်တော်တို့မှာအဖြေရှာလို့ကိုမတွေ့တာ။ဖြေရှာလို့ကိုမရတာ။အခုလေသူကြိုက်ပါတယ်ဆိုတဲ့ကစားသမားတွေဖြစ်တဲ့ Portrait တို့ကိုကျွန်တော်ခေါ်ခဲ့တာပဲ။အခုလေးပြင်မထားနေတာ။ ဒါပေမဲ့ပထရိတ်ဒူကိုကလာမင်းနေ့မှာဒီကစားသမားအဆင်မပြေတော့ပါဘူး။တဖက်အသင်းကကစားသမားအနေနဲ့ချင်းကစားပြီဆိုရင်အားနည်းမှုတွေရှိတယ်။ဆိုတော့စာသမားတို့ရေကျွန်တော်တို့အသင်းတွေကတော့ကျွန်တော်တို့ပြည်သစ်တွေအတွက်ကတော့လာမင်းအနာကက်ဝိုးဒဝေါ်ဆောင်နဲ့ဒီလိုမျိုးကျွန်တော်ရှိနေတော့မှာဒီလိုအချိန်မှာပြည်သစ်တွေအဖို့ကဖြစ်မစေနိုင်တဲ့အနေအထားတွေညီတိမှအပြည့်ဆိုတော့ကျွန်တော်ရှိနေတာ မစီတော့ဘူးကိုတရားကစားသမားတွေကိုလည်းမစီတော့ဘူးနေပြတွေကိုလည်းပြင်မပြောတော့ဘူးဘာဟုမှမပြောတော့ပါဘူးဘာလို့ဆိုတော့ကိုရီမာကပြီးဆုံးတော့ပြီလေရာတီလက်ကျန်38ပွဲ S2B လိုင်းနဲ့ကစားဖို့ရှိနေဒီပွဲကလည်းကျွန်တော်ရှုံးပါပဲအဲ့ဒီပွဲကိုကျွန်တော်တို့ဘယ်လိုခံစားချက်တင်လဲကျွန်တော်ကြည့်နိုင်ရမှာမကောင်းတဲ့အသင့်တွေနဲ့တွေ့ရင်ကိုရီကသူတို့တဲ့မကောင်းဖြစ်တော့တယ် ဆိုတော့ဆရာသမားတို့ရေအားလုံးကို sorry ပါအားလုံးကိုတောင်းပန်ပါတယ်မင်္ဂလာရှိသောမနက်ခင်းမှာကျွန်တော်တို့ဘုရားမင်္ဂလာမရှိတဲ့အဖြစ်အဆိုးတွေနဲ့ကြုံတော့ခဲ့ပြီနောက်ထပ်အဆင်ပြေနိုင်ပါမလားဆိုတဲ့မျှော်လင့်ချက်တွေနဲ့စောင့်စားရင်းနဲ့ကိုယူနေတဲ့ပြည်သက်တွေကကိုဆက်လက်ပြီးတော့အားပေးရင်ကိုရှိတော့တာပေါ့ဗျာအားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲအရေးရပြောရင်ချမ်းမြေ့ပါစေလို့ဆုတောင်းပေးနေဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲ okay ပါ